ပရီးမီးယားလိအမပီးစရာထေကိုကြည်လိုက်ရင်အာဆနယ်ဆိုတဲ့နာမည်ကိုထပ်တွေ့နေရပြန်ပါပြီ။ဟုတ်ပါပြီ။ပရိသတ်တွေတော့တော့ဒါဆေးလုရှာစရာပေါ့လေ။ဒါမဲ့တမိုင်းကိုပြန်ကြည့်ရင်ဒါကအသေးဆန်းတော်မဟုတ်ဘူး။အေးဟုတ်တယ်။အဲ့ဒီအချက်ကပဲဒီနေ့ကျမတို့ပိုးပြီးစိတ်ဝင်စားဆွေးနွေးကြနေတာပါ။ Guardian တရန်ဆောင်ပါတစ်ခုကိုအခြေခံပြီးရောပေါ့။ဟုတ်ကဲ့။အာဆနယ်ရဲ့လက်ရှိချန်ပီယံလူပဲအခြေအနေအထူးသဖြင့်2004နောက်ပိုင်းချန်ပီယံမဖြစ်ခဲ့ပဲနဲ့အဲထိတ်ဆုံးမှရည်တည်ခဲ့တဲ့အကျင့်အတွက်က မနှဲဘူးလေတော်တော်များတယ်နော်ဟုတ်ကဲ့ဆိုတော့ဒီနေ့ရောအဲ့ဒီသမိုင်းကိုကြော်နိုင်မဲ့အကြောင်းရင်းခိုက်ခိုက်မာမာရှိပြီလားဆိုတာကိုအဓိကကြည့်သွားမှာပါကောင်းပြီဒါဆိုဒီဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကအာဆင်နယ်ရဲ့အဲ့ဒီအောင်မြင်လူနီးပါးဖြစ်ခဲ့တဲ့အခြေအနေတွေရဲ့နောက်ွယ်ကအကြောင်းရင်းတွေရောအခုဒီနေ့မှာဘာလို့ဒီလိုအကောင်းမြင်နေကြတာလဲဆိုတာကိုပါနားလည်ဖို့ပေါ့ဟုတ်ပါပြီကဲဆက်လိုက်ကြအောင်လေနောက်ဆုံးချန်ပီယံဖြစ်ပြီးတကယ်ကလေအင်းအာဆင်နယ်ကချန်ပီယံဆုထပ်မရပဲ စုစုပေါင်းည983ကျင်းအမပေးစရာထိတ်ဆုံးမှရက်တိခဲ့ဘူးတယ်ဆိုတာပဲ983ညဟုတ်တယ်983ညဆိုတာတွက်ကြည့်ရင်နှစ်နှစ်ကြိုကာလနော်ဒါတကယ်ကိုထူးခြားတဲ့ကိန်းနံပါဆိုလိုတာကချန်ပီယံမဖြစ်ပဲထိတ်ဆုံးမှတလောက်ကြာကြာရက်တိခဲ့တာကချားအတင်းတွေမှာအဲ့လောက်မရှိတယ်လို့ပဲဟုတ်ဒီလိုအောင်မြင်မှုနဲ့လွဲချော့ခဲ့ရတဲ့ယာတိတွေမှာထပ်တလဲလဲမြင်တွေ့ရတဲ့ပုံစံတွေရှိတယ်လို့စောင်းပါကထောက်ပြထားတယ်အာဘလိုပုံစံမျိုးတွေအဓိကတွေ့ရလဲ အဓိကကတော့ယာဒီနောင်ပိုင်းမှာအားကျသွားတာမျိုးပေါ့ဟိုအားလုံးမမီလောက်မယ်2020နဲ့2023ယာဒီပေါ့အင်းအေးယာဒီစံချိန်တည်းညနေတာ24ချိန်ထိထိတ်ဆုံးမှရက်တည်ခဲ့ပြီးမှနောက်ဆုံးမှမန်စီးတီးကိုမရှင်းနဲ့ဟဲ့ဟုတ်တယ်အဲ့ဒီကအဓိကခန်စမူဝီလျံဆာလီဘာဒန်ယာရသွားတာကတော်တော်လေးထိခိုက်သွားစေခဲ့တယ်ခန်စစ်ကတိတိတတအားနေသွားရောအဲ့ဒါကအဓိကကစားသမားဒန်ယာရဲ့တယောက်မှုကိုပြတဲ့ဥပမာကောင်းမယ်နော် ချက်ချားရသည်ဒီမှာတော့ဒီလိုတန်ရာပြဿနာတွေကအဓိကဖြစ်ခဲ့လာရှိသေးလားရှိတာပေါ့2013-14ရာသီဆိုရင်အခုမန်နေဂျာအတ္တိဒါကိုတိုင်အသင်ကောင်းဆောင်အထက်ကစားနေတော့ပေါ့ဩဟုတ်အဲ့တုန်းကလည်းည10:28ချိန်အထိထိတ်ဆုံးရောက်ခဲ့သေးတယ်ဒါပေမဲ့နောက်ပိုင်းမှာ short ကျသွားရောอืม2004ရာသီဆိုပိုဆိုးသေးတယ်ရာသီရဲ့ထုံးပုံတုံးပုံကျော်ည10:24ချိန်အထိဥဆောင်ခဲ့တာ နောက်ဆုံးတတိယနဲ့ပဲကျင်းပ်လိုက်ရတယ်တော်တော်နန်းကျင်စရာကောင်းပါပဲဟုတ်တယ်ပြီးတော့ Leicester Champion ဖြစ်တဲ့2015-16ရာသီအဲ့တုန်းက Christmas အပြီးမှာ Arsenal ကထိတ်ဆုံးရောက်ခဲ့တယ်ဒါမဲ့ည26ချိန်ပဲကြာလိုက်တယ်ပြန်ကြသွားရောဆိုတော့ဒီဥပမာတွေအားလုံးကိုကြည့်ရင်တနိမောတနီးနဲ့အဓိကကစားသမားကြန့်ခိုင်မှုဒါမှမဟုတ်အတင်းလိုက်ယွန်းအားကျဆင်းမှုကပါနေတယ်ပေါ့ဟုတ်ပါတယ်အဓိကအကြောင်းရင်းတစ်ခုအနေနဲ့ပါဝင်ခဲ့တာများတယ်ဒါကြောင့်လဲပရိသတ်တွေကျွဲမျောလင့်လိုက် လွယ်လိုက်နေစိတ်ခင်ဆောင်မှုရိုလာကိုစတာ စီးရသလိုဖြစ်နေမှာပဲအဲ့ဒီနှစ်ဖြုတ်စငါတော့ကအာဆင်ဗင်က ပြောခဲ့တဲ့စကားလေးမမိသေးတယ်ကိုစွမ်းဆောင်ရဲ့ကောင်းရင်တခြားအသင်ရလဲဆိုဖို့စောင့်စရာမလိုဘူးဆိုတာမျိုးအာဟုတ်တယ် तू ပြောတာကကိုစွမ်းဆောင်ရဲ့ကောင်းရင်တခြားအသင်ရလဲဆိုဖို့စူတောင်းနေစရာမလိုဘူးဆိုတာသိရတော့စိတ်သက်သာရတယ်ထိတ်ဆောင်ရောက်နေပြီဆိုရင်ကိုစွမ်းဆောင်ရဲ့ကိုပဲအာယုံဆိုင်လို့ရပြီဆိုပြီးပြောခဲ့တာဒါပေမဲ့အဲ့ရာဒီမှာလဲလွဲခဲ့ပြန်တာပဲနော်ဟုတ်ကဲ့ အဲ့ဒါကြောင့်ဒီတမိုင်းချောင်းကအခုလက်ရှိအကောင်းမြင်စိတ်တွေနောက်မှာအရေးတစ်ခုလိုရှိနေတော့လို့ပြောရမှာပဲ။ကောင်းပါပြီ။ဒါဆိုအတိတ်ကအောင်မြင်လို့နေပါတမိုင်းတွေထက်တလဲလဲဖြစ်ခဲ့တဲ့ပုံစံတွေကိုသိခဲ့ရပြီ။အခုလက်ရှိရာသီကိုကြည့်ရအောင်။ဒီနေ့မှာဘာကြောင့်တကယ်ကွာခြားနိုင်လဲဆိုတာကို Guardian ဆောင်ပါကဘလို့ထောက်ပြထားလဲ။အဓိကကစားသမားအင်အားပိုတောင့်တင်လာတာကိုဆိုရယ်နော်။အဓိကပဲ။အဲ့ဒါအဓိကပဲ။ကစားသမားအင်အားတောင့်တင်မှုကဒီနေ့အဓိကကွာခြားချက်လို့ ဆောင်းမကအလေးပေးထားတယ်။နွေရာသီမှာတုံးထွားတဲ့ပေါင်တန်းနေရနာဖစ်ကျော်ကလည်းဒါကိုတက်တေပြနေတာပေါ့။ဟုတ်တယ်။အရင်နှစ်တွေကပြဿနာကို ပြန်ကြည့်လေ။အဓိကကစားသမားတည်ုံတန်ရာရသွားပြီဆိုရင် အစားထိုးဖို့အခက်ခဲရှိခဲ့တယ်။ဥပမာဟိုပြီးခဲ့တဲ့ရာသီကအသင်းခေါင်ဆောင်အိုဒီခက်ခြေကြီးဝတ်တန်ရာရတော့ကလေ။အင်းမမှီတယ်။အဲ့ဒီချင်းတိုက်စစ်ပိုင်းနေနဲ့ခြိသွားသလိုပဲ။ဟုတ်တယ်။သူ့ရဲ့ဖန်တီးမှုပိုင်းကိုထိခိုက်ခဲ့တယ်။ပြီးတော့စကတော့ ယေရှုတို့တန်ရရတာဒီကလေလီဗာပူးကိုအမိလိုက်ဖို့ကြိုးစားချိန်မှာအဟန့်အတာဖြစ်ခဲ့တယ်။နောက်ထ6ပတ်လောက်နားယောင်မယ်ဆိုတဲ့တရေထွက်နေတယ်လေ။ဟုတ်တယ်။ဒါဆိုရင်ကြပဲ။ဒါပေမဲ့သူ့နေရာမှာအခုဝင်ကစားနေတဲ့ Iberici Eze ဆိုတဲ့ကစားသမားကအကြီးအသေးပိုင်းမှာအများကြီးရုတ်ရော့မတော်ဘူး။ကောင်းကောင်းအစားထိုးနေနိုင်တယ်။ဒါရင်နစ်တင်နေရှင် တော်တော်လေးတိုးတက်လာတဲ့အချက်ပဲ၂023ရာသီတုန်းကစာလီပါတန်ရာရတုန်းကအစားထူးဟိုယုံခံခဲ့ရတာနဲ့ရှင်းကြည့်ရင်ကွာတယ်ဘုန်းတော်အတိအကျပဲအဲဒီတုန်းကရော့ဖို့တင်နဲ့အစားထိုးခဲ့ရတာခန်းစစ်ကတိတိတတ်တာအားနေသွားတယ်အခုကအဲ့လိုမဟုတ်တော့ဘူးနောက်ပြီးစောင်းမထင်မှာဟိုဟန်ချက်ညီမှု balance အကြောင်းလဲပြောထားသေးတယ်ဘေးခြေတန်နဲ့ညာခြေတန်ကစားသမားအရေးအတွက်မျှတာနည်းတယ်ဆိုတာလေအဲ့ဒါဘာလို့အကျိုးရှိလဲအာ အန်တီတာကမီရိုသူကဟန်ချင်ကြီးမို့လို့ပဲယူယိုလေးဖြေသွားတယ်။ဒါပေမဲ့နီးစနစ်ပိုင်းအကြီးရင်အတင်းရဲ့တိုက်စစ်တိဆောက်ပုံကစားကွက်ပြောင်းလဲလုံးနဲ့ဇွားနေမှာရွေးချယ်စရာပိုများလာတယ်။ဟွန်းကစားသမားတရားချင်းစီရဲ့အားသချက်ကိုနေရာစုံမှာပိုဒီထိထိရောက်ရောက်ဒုံနိုင်လာတယ်။ဥမဘေတောင်မှာမှာညာခြေတန်းကစားသမားကစားတာညာတောင်မှာမှာဘေးခြေတန်းကစားသမားကစားတာမျိုးတွေပိုလုံးလာနိုင်တယ်။အချို့ကတော့ဒီနေ့မှာအဓိကကစားသမားတယောက်ယောက်ကြန့်ခိုင်မှုပြဿနာကြုံရင်တောင် အသင်းလိုက်ဆွမ်းဆောင်ရေးထိထိတာတာမကြတော့အောင်ထိန်းနိုင်မယ့်နေထားရှိလာတာကအရေးကြီးဆုံးဒိုးတက်မှုပဲ manager miku attitude issue မြန်ပုံလဲစိတ်ဝင်စားစရာပဲသူကအတိတ်ကအတွေ့အကြုံတွေအထူးသဖြင့်အဲ့ဒီလွေးချော်မှုတွေကိုသင်ခန်းစာယူဖို့ပြောတဲ့ပုံစံလေး micro doses ဆိုတဲ့စကားလုံးတွေတုံးသွားတယ်ဟုတ်တယ် micro doses ဆိုတာဈေးပမာဏအနည်းငယ်စီတောက်ရတယ်လို့မျိုးပေါ့ဆိုလိုတာကအတိတ်ကနာကျင်စရာတွေအမားတွေကနေသင်ခန်းစာနည်းနည်းစီယူပြီးလက်ရှိအတွက်ချန်ခိုင်မှုတိဆော့သွားမယ်ဆိုတဲ့သဘောမျိုး အတိတ်ကိုလုံးဝမေ့ပစ်တာမဟုတ်ဘဲသင်္ကန်းစာယူတာပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူကအမတ်ကေစီယာထိတ်ရောက်နေတာကိုသိပြီးအာယုံမဆိုင်စေချင်သေးဘူးကိုစွမ်းဆောင်ရည်ကိုပဲထိန်ချုံနိုင်တယ်အဲ့ဒါကိုပဲအာယုံဆိုင်ရမယ်လို့ပြောတယ်ပြီးတော့လေးပွဲ30တောင်ကြံတဲ့ဆိုလွန်သေးတယ်ဆိုပြီးတတိပေးနေတာလည်းတွေ့ရတယ်ဟုတ်တယ်ဒါကလက်တွေ့ကြတဲ့ချင်းကမူပါစိတ်ခံစားမှုတွေအများမြောက်တယ်မတွအောင်ထိန်းနေတဲ့သဘောပဲဒါနဲ့လက်ရှိအသိရဲ့ပုံစံကသူ့ချင်းကမူမှန်နေတယ်ဆိုတာကိုပြနေတယ်လို့ပဲနော် မကြဘဲဟင်ကနိုင်ပွဲတွေလေညူကာဆယ်ဝက်စ်ဟမ်လို့အယံအာတီတာလက်အောက်မှာအဝေးခွင်မှာခက်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 ကစားခဲ့ရတဲ့အသင်းတွေကိုအနိုင်ရခဲ့တယ်။ဟုတ်တယ်။အထူးသဖြင့်ညူကာဆယ်ခွင်မှာနိုင်တာကအရေးကြီးတယ်။အဲ့ဒီစင်ဂျင်းပါ့ခ်မှာအရင်နှစ်ကြိမ်ဆက်တိုက်ရှုံးထားခဲ့တာလေ။ဒီလိုပွဲမျိုးတွေအနိုင်ရအောင်ကစားနိုင်လာတာကအသင်းရဲ့စိတ်သက်ပိုင်တိုးတက်လာတာကိုပြတယ်။ဒါချန်ပီယံလက္ခဏာလား။အဲပြောဟောလာစောစေးပေမဲ့ကောင်းတဲ့လက္ခဏာလို့ဆိုရမှာပါ။ တ်ဝန်းကျင်အခြေအနေကိုကြည့်ရင်လည်းအာဆနယ်အတွက်အခွင့်အလမ်းပိုများလာတယ်လို့ပဲဟုတ်တယ်ပြီးခဲ့တဲ့ရာသီချန်ပီယံလီဗာပူးကဟုတ်ကဲ့သူတို့ကနိုင်ငံကပွဲစဉ်တွေမတိုင်ခင်မှာလိပွဲ့နှစ်ပွဲဆက်တိုင်ရှုံးသွားသေးလေမထင်မှတ်ပဲပေါ့သူတို့လည်းထိတ်ဆုံးမှညက်20 30ကြိမ်လောက်ယက်တီခဲ့ပြီးမှချန်ပီယံထိခဲ့တာအဲ့ဒီရှုံးပွဲလေကြောင့်လည်းအာဆနယ်ကအခုလိုထိတ်ဆုံးဝင်ရောက်လာတာပေါ့ဟုတ်ပါတယ်ပြိုင်ဆိုင်မှုအခြေအနေကိုပြောင်းလဲစေခဲ့တယ် ဒါပေမဲ့စိန်ခေါ်မှုတွေကတော့ရှိနေတော့မယ်။စောင်းပါးမှလည်းထောက်ပြထားတယ်။လာမယ့်ဖူဟမ်နဲ့အဝေးကွင်းပွဲဝင်ရမယ့်စံတက်မှုပဲ။ Caravan Cottage ကွင်းမှာနောက်ဆုံးသွားကစားတဲ့ Nichols လုံးအနိုင်မရခဲ့ဘူးဆိုတာကတတိထားမှာ။ဟုတ်တယ်။ထေချပါရယ်။ချန်ပီယံဆုအတွက်လမ်းကအရှိကြီးကြံတယ်လေ။ Man City Liverpool ကလည်းအမပြင်းပြီးပြန်လာနိုင်သေးတာပဲ။ဒါပေမဲ့ Guardian စောင်းပါးရဲ့အဓိကအနစ်ချုပ်ကတော့ Arsenal ဟာယနေ့ဒီကထပ်ပိုပြီးပြည့်စုံတယ်။ပိုပြီးခံနိုင်ရှိတဲ့နေထောင်မှရှိနေတယ်ဆိုတာပါပဲ။ နောက်တစ်ခုစိတ်ဝင်စားစရာကဟို Opta ရဲ့ Super Computer ခန်းမှန်းချက်အာဟုတ်အခုလက်ရှိအခြေအနေရာ Arsenal က Champion ဖြစ်ဖို့ရေပန်းအစားဆုံးအသင်းဖြစ်နေပြီလို့ဆိုတယ်ဒီလိုခန်းမှန်းချက်တွေကတော့ထွက်လာမှာပဲလေအသင်းရဲ့တိုးတက်မှုကိုအတိအမပြူရရောက်တာပေါ့ဒါပေမဲ့ Artita ကတော့ဒီလို King Knight တွေလက်တွေ့အလုပ်ကိုပဲအယုံဆိုင်ပုံရတယ်သူပြောသွားတာလည်းရှိတယ်လေအသေးစိတ်အခြေလေးတွေကိုမမှန်ကန်ကန်လွတ်သွားနိုင်ရင်အဆုံးဆုံးပန်းနိုင်ငံရောက်လာမှာပါဆိုတာဟုတ်တယ် ူရဲ့တတိကြီးစွာထားရမှုကအခုလိုအခြေအနေမှာပူရောင်းအရေးကြီးတယ်။အတိတ်ကအဲ့ဒီ983ညဆိုတဲ့တမိုင်းကိုတည်ထားတော့လေ။အခုအချိန်မှာအရင်စိတ်လှုပ်ရှားနေအမားလို့မိမှာကိုရှောင်ရံတဲ့သဘောပေါ့။အတွေ့ယုံကနေသင်္ကန်းစားယူနေတာရှင်းပါတယ်။ခေါင်းပါပြီ။ဒီနေ့ဆွေးနွေးခဲ့တာလေးကိုအနစ်ချုပ်ရရင် Guardian ဆောင်းပါကိုအခြေခံပြီးကျွန်မတို့တွေ့ခဲ့ရတာက Arsenal ဟာ2004နောက်ပိုင်းချန်ပီယံပွဲနဲ့ဝေးခဲ့ပေးမဲ့ထိတ်ဆုံးမှအကျဉ်းပေါင်းရောက်စွာယက်တီခဲ့တယ်။ အဲစိတ်ပြက်စရာတော့မဟုတ်ပေမဲ့အောင်မြင်လူနီးပါးထမိုင်းရှိခဲ့တယ်။ဟုတ်ကဲ့။ဒါပေမဲ့ဒီယာဒီမှာတော့တိတ်တိတာတာတောင်းနေလာတဲ့ကစားသမားအင်အားကြောင့်အကောင်းမြင်မှုတွေမြင့်တက်နေတယ်။အဲ့လာကအတိတ်ကလို့ဒဏ်ရာပြည်တနာတွေကြောင့်လန်းချော်တာမျိုးကိုရှောင်နိုင်ဖို့မျှော်လင့်ချက်ပေးနေတယ်။ပြီးတော့မန်နေဂျာအတီရာကလည်းအတိတ်ကသင်ခန်းစာမိုက်ခရိုဒိုးဆစ်တွေကိုလက်ရှိမှာအသုံးချဖို့စ조사နေတယ်။ဟုတ်ပါတယ်။အဓိကကတော့အင်ဟာတောင်းတဲ့မူကမျှော်လင့်ချက်အတိတ်ထင်နေတာရှင်းပါတယ်။ ဟုတ်တယ်။ဒါပေမဲ့ဒီဆွေးမိမှုအစုံမစဉ်းစားစရာမေခွန်းလေးတခုခြံထားခဲ့ခြင်းတယ်။အမ်စိတ်ဝင်စားစရာပဲ။ဘာများလဲ။ကစားသမားအင်အားတောင့်တင့်မှုဆိုတာက ကျွန်တော်တို့တိုင်းတာလို့ရတယ်မြင်းတာတယ်ပေါ့။အင်းဒါပေမဲ့ဟိုအာတီတာရေအမြွေပြိုးခဲ့တဲ့မိုက်ခရိုဒိုးစစ်ဆိုတဲ့အတိတ်ကကြာရှုံးမှုတွေနာကျင်စရာအတိတ်ကြုံတွေကနေဖြစ်ဖြစ်တိဆောက်လာရတဲ့စိတ်တကြန့်ခိုင်မှု။ အဲ့ဒီလိုတိုင်းတာဖို့ခက်တဲ့မမြင်နိုင်တဲ့အချက်ကရောအာအာဆင်နယ်အတွက်နုဆက်တနကြဝေးနေတဲ့ပရီးမီးယားလိချန်ပီယံစုကိုဒီတစ်ခေါက်မှတကယ်စုပ်ကိုင်နိုင်ဖို့အတွက်အဆုံးအဖြတ် ပြင်းမဲ့တော့ချက်ဖြစ်နေနိုင်မလားဆိုတာကစောင့်ကြည့်ရမယ့်အချက်ပါပဲတကယ်ကိုစဉ်းစားစရာအချက်ပဲကစားသမားအရဲ့သွေးအင်အားတောင့်တင်းမှုအပြင်အဲ့လိုနစ်တီအများကြီးစောင့်ခဲ့ရတာကနေပေါက်ဖွားလာတဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကသူတို့ကိုနောက်ဆုံးပန်းတိုင်အထိကျုံးပိုပေးနိုင်မလားဆိုတာက ဒီရတဲ့အဆုံးအဖြစ်ဖြစ်လာနိုင်တာပေါ့နော်ဟုတ်ပါတယ်စောင့်ကြည့်ကြတာပေါ့